ဥပါဒံစိတ်ပညာရှင်တွေရှာဖွေနေတဲ့ဖြစ်ခြင်းချက်တွေကတကယ်တော့သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ပြဿနာတွေပါ။အူရှိုးရဲ့ပြောတာကိုကြားလိုက်တဲ့အခါစိတ်ပညာပေါ်မောကမေဟာတာရှူးရှူးရှားရှားဖြစ်သွားတယ်။မင်းသက်ပြီးပြနိုင်မလားဥရှိုး။ဒီကိစ္စကိုကျွန်တော်တလားတွေသက်ပြီးပြမယ်။ဥရှိုးကပြန်ပြောတယ်။နောက်15ရက်လောက်ကြာတော့ဥရှိုးက အမောခကြီးအိမ်မှာမရှိတဲ့ကြီးအမောခကြီးအိမ်ကိုသွားတယ်သူ့ဇနီးနဲ့သူ့ဇနီးကိုသူနဲ့ပေါမောခအကြောင်းဟောပြပေးဤဆန်းတက်မှုမှာပါဝင်ပေးဖို့အကူအညီတောင်းတယ်အမောခကတော့သဘောတူတယ်သူလောက်ရမှာကတော့အမောခကြီးအိမ်မန်လာတဲ့အခါရှင်းကြည့်ရတာတမျိုးပဲဒီမှကောင်းရဲ့လားမျက်စိတွေတော့နီးနီးပါလားလို့မေးပြီး ပါမောက္ခကြီးပြန်ပြောတာကိုမှတ်ထားပြီးဖို့ပါပဲတကယ်တော့ပါမောက္ခမေဟာတကလန်းလန်းဆန်းဆန်းကြီးပါအိုရှိုးကသူတက်ပြီးပြရမယ့်အရာတော့စမ်းသပ်မှုလုပ်တာပဲဖြစ်တယ်အိုရှိုးကပါမောက္ခရဲ့အိမ်ကြီးချင်းတွေကိုပါလောက်ပေါ်ကင်ဘက်တွေကိုပါတက်ကတော့တခြားမိတ်ဆွေအယောက်20လောက်ကိုပါအကူကြီးတောင်းတယ်။အမောခကြီးကိုတွေ့ရင်ပြောရမှာဆရာကြည့်ရတာဒီမကောင်းဘူးထင်တယ်။ အားနေနေတယ်လို့ပဲအသားတွေတော့ဝါနေပါရောလားစတဲ့အမောခမေဟာတာနေမကောင်းဖြစ်နေတဲ့အကြောင်းကိုပဲပြောခိုင်းတယ်နောက်ဆုံးတက္ကသိုလ်ကျောင်းကဂိတ်ဆောင်ဖိုးကြီးကိုပါသူတင်ထားတဲ့အတိုင်းအမောခကိုတွေ့ရင်ပြောဖို့အကူကြီးတောင်းတယ်အပြင်သွားနေတဲ့မေဟာတာအိမ်မှာရောက်လာတယ်ဇနီးတွေကအိုရှိုးပြောခတဲ့အတိုင်းပြီးပြီးပြင်းပြင်းသေဦးဆောင်ပြီးပြောလိုက်တယ်ဇနီးတွေရဲ့အမိကိုအမောခကြီး ပြီးယူမြနေသလားကိုငါနေကောင်းပါတယ်ဘာမှဖြစ်ပါဘူးလို့ပြန်ပြောတယ်เจ้าငူသွားဖို့မိဟာတာထွက်လာတော့အိမ်ကြီးနာရင်တရားကအာဆရာကြီးနေမကောင်းဘူးလားအမျိုးဖြစ်နေနေသလိုပဲနော်လို့ပြီးတော့မိဟာတာကောင်းပါတယ်ဗျညာကအိမ်ကြီးနဲ့နဲ့ပြစ်သွားတာတော့ပါပဲလို့ဖြေတယ်လမ်းမှာတွေ့ရနောက်တစ်ယောက်ကအိုရှိုးတင်ထားသလိုထပ်ပြီးတော့အေးဗျာအေးရေးပြလို့ခေါင်းနဲ့ကိုက်ချင်တာလောက်ပါလို့ဖြေပြန်တယ် ဒီလိုအမေးခံရတာရှစ်ယောက်မြောက်မှာညာကလေးကနေမကောင်းကြောင်းနေမကောင်းလို့ဖြစ်ချင်နေတာသွားနိုင်လာနိုင်သေးတာပဲဆိုပြီးထွက်လာတာဖြားကြည့်နေပြီထင်ပါရဲ့ခိုက်ခဲလာတော့ပဲလို့ဖြေတော့တယ်ပေါဝခါကြီးကအကြောင်းကိုသွားရင်လမ်းလျှောက်သွားလေးရှိတယ်လမ်းမှာလုတ်ပေါ်ကိုင်ပဲအခြားပေါဝခါတယောက်ကကားနဲ့လာတော့ကားကိုရက်ပြီးကိုမေဟာတာခမကြီးကတော့အတော်အားနေနေသလိုပဲဆိုပြီး ။အိုရှိုးနဲ့ညှိထားသလိုဘေဟာတာရဲ့ကျမ်းမာရေးကိုပြီးတော့ဟုတ်ဘူးဆရာဖျားဖို့ဖျားနေတာကျွန်တော်လမ်းသိမ်းလျှောက်နိုင်လို့ဆရာကားနဲ့လိုက်ပြရစီဆိုပြီးအဲ့ဒီနေ့လမ်းမလျှောက်တော့ဘူး။ကျောင်းကိုရောက်တော့ကားပေါ်ပါဆင်းလာတဲ့လူကရန်ငင်ငင်ဖြစ်သွားတယ်။မျက်စိတွေနေနေအဖျားတက်တယ်လို့ဖြစ်နေတယ်။သူ့ကိုကြောင်းဖောက်ဖူးကြီးကတွဲပေါ်သွားပြီ။ဘလို့ဖြစ်တာလဲဆရာရဲ့။ငကိုလုံးတုံနေပါရောလားလို့မေးတော့ ်အောင်မောခကြီးရိုင်သွားတယ်ခလုတ်တိုက်မလို့တွေဖြစ်ကုန်ရုံငန်းတွေရောက်တော့အိုရှိုးရောက်လာတယ်ဘောင်မောခမေယာတာရဲ့လက်ကိုဆုပ်ကိုင်ကြည့်ပြီးဟာဆရာအတော်နေမကောင်းဖြစ်နေပါလားဦးချစ်နေတာပဲအနာယူပါလားဆရာလို့ပူပူတာတာပြောတယ်အိုရှိုးရဲ့စကားကိုကြားတော့မေယာတာသူ့ကိုယ်သူအတော်စိုးရင်သွားပြီခြေလက်တွေတကယ်တုံလာတယ်ရင်တုံလေးတဲ့လေသားနဲ့ သူ့ကိုအီးမြန်ပို့ပေးဖို့သူ့ဥစားအခြားတယောက်စာသင်ခန်းဝင်ဖို့အူရှိုးကိုအကူအညီတောင်းတယ်။ကောင်းပြီဆရာကျွန်တော်အီးမြန်ပို့ပေးပါမယ်။အိမ်မပြန်ရင်ဆရာဝန်နဲ့အရင်ပြကြည့်ပါ။အူရှိုးကဆရာဝန်တယောက်ခေါ်လာပြီးပြပေးတယ်။ဆရာဝန်ကမေဟာတာကိုစီတလုံးပို့တယ်။အူရှိုးကိုယ်တိုင်မေဟာတာကိုအိမ်ရောက်ပြန်ပို့တယ်။အိမ်ရောက်တော့မှဆရာကိုကျွန်တော်တောင်းပန်ပါရတယ်။ဆရာအခုလိုပြောင်းကျွန်တော်ဖန်တီးလိုက်တာပါ။ ဆရာကျွန်တော်ကိုသက်တည်ပြခိုင်းတဲ့ကိစ္စတွေသက်တည်ပြခြင်းလို့အားလုံးနဲ့တိုင်ပင်ပြီးဆရာနေမကောင်းကြောင်းဝိုင်းမိကြတာပါလို့အိုရှိုးကရှင်းပြတယ်။အိုရှိုးစကားကြောင့်ပေါပုခါရင်စေးစားဖို့မလိုတော့ဘဲယောဂကောင်းသွားတယ်။အိုရှိုးရဲ့စမ်းသက်ချက်ကိုအလွန်လဲစိတ်ဝင်စားပါတယ်။ဒီအကြောင်းကိုဖတ်ရတော့တွေးရဖြစ်လာတယ်။လူတွေဟာတစ်ခုခုကိုယုံကြည်ဆွဲလန်းသွားရင် အဲ့ဒီယုံကြည်မှုတိုင်းပုံဖော်သွားတတ်လေသလားအမျိုးသားပညာကိုဥဖိုးချငယ်စဉ်ကသူ့ကိုယ်တယောက်မျက်စိနာယောဂါဖြစ်တယ်မျက်စိနှစ်ဖက်လုံးကျိမ့်ဆက်နေပြီးအော်ငုံနေရတယ်ညာအိမ်လိုလည်းမရဘူးပေါ့သူတို့ယွာနာကတင်းနိုင်မှာတုတ်တန်တူတင်တောင်းလဲဘုံတော်ကြီးတစ်ပါးရှိတယ်အဲ့ဒီဘုံတော်ကြီးရဲ့ရေမန်းကိုရမှာသူ့ယောဂါပျောက်မှာပါဆိုပြီးအဖေမေကိုငူယူပြီးပူစားတယ် ဘလို့ချော့ချော့မရဘူးဒါနဲ့အဖေလုံသူကဥဖူးကြကိုဖုံးတော်ကြီးကရေမှန်းသွားอยู่ကိုခိုင်းတယ်မျက်စိတစ်ဖက်မိတ်ပြလိုက်တယ်ညအမောင်ကြီးရဲ့တင်းကြိုင်းကိုဥဖူးကြပယ်သွားရမှလည်းဒါနဲ့တအိမ်ကျော်လောက်ကအိမ်မှာလက်ပစာရင်းသွေးတောက်လုံနေတယ်တင်းကြိုင်းအသွားပြန်ချင်ကိုခံမှန်းပြီးမှအဲ့ဒီအိမ်ကရေတစ်ခွက်ခတ်လို့ယူသွားတယ်အခုဖြစ်သူကဖုံးတော်ကြီးကရေမှန်းရလာပြီဆိုပြီး အာရဝန်းသားနဲ့မျက်စင်းကအောင်လဲတောက်တယ်။အဲ့ဒီလိုလုံလိုက်မှာတတ်တာသွားပြီ။အိတ်လိုသွားတယ်။မနဲ့ကြတော့မျက်စိနာတာကောင်းသွားတယ်။ယုံကြည်မှုကအဲ့ဒီလိုဖြစ်စေတတ်တယ်။ဝိုးတော်နဂရဘေးရင်ရေရာကိုဆွဲဆွဲလန်းလန်းယုံကြည်သူတွေမှာဒါမျိုး အတွေ့ရများတယ်လို့ပဲ။ဒကမတရသူ့ကလေးနာမီယာနင်းနံနဲ့မကိုက်ဘူးဆိုပြီး အတော့စိတ်ကောဩကရောက်နေတယ်။ ုတ္တနေမကောင်းထိုင်မကောင်းတခုဖြစ်လာလေတိုင်းနာမည်ကြောင်းလို့ထင်နေရှာတယ်။ဘီဒင်းဆရာသွားမိပြီးနာမည်ပြောင်းလိုက်တယ်တဲ့။ပေါဝခါကြီးရဲ့အဖြစ်ပြက်ဥပိုလ်ကြကိုရဲ့အဖြစ်ပြက်ကိုကြည်ရင်ယုံကြည်ဆွမ်းလန်းမှုကအကောင်းဆုံးအတယောက်ဖို့ရှိနေတာတွေ့ရတယ်။အတော်တည်ထားနေရတယ်ပဲ။ယုံကြည်မှုဖြစ်လာရတာလဲစကားတစ်ခုအကြောင်းအရာတစ်ခုကို တိမ်တိမ်ကြားရတာနဲ့အဲ့ဒီပုံမှာယုံကြည်သွားတာမျိုးဖြစ်တယ်။ပုံနာတယောက်ဇလံကိုအပတ်ရမယ်ရတယ်။ပုံနာတယောက်စိတ်တည်သကောင်ကိုထမ်းပြီးပြန်လာတယ်။ပုံနာရဲ့စိတ်ကိုလိုချင်တဲ့အကျံသမအယသမတစ်ရိုက်ကလူစုခွဲပြီးပုံနာနဲ့စကားပြောတယ်။ပထမလူကပုံနာကြီးခွေးကိုဘာလို့ထမ်းလာတာလဲဗျာလို့ပြောတော့ခွေးဖို့စိတ်ပါကွာပုံနာကြီးကပြန်ပြောတယ်။ နောက်တနေရာရောက်တော့အယသမနောက်ရက်ပုံနာကြီးယူးများနေသလားဗျာခွေးကိုတန်းပြီးယူသွားတယ်လို့ပြောတော့ပုံနာကသူ့ထန်းလာတဲ့အရာကိုပြန်ကြည့်ခွေးမဟုတ်ဘူးစိတ်ကွာတတရအယသမကလည်းခွေးလို့ပြောတော့ပုံနာနည်းနည်းတော့တွေ့ပြီးသွားတယ်သူ့ထန်းလာတာခွေးများဖြစ်နေသလားလို့အပြေချစစ်အဲဒီလိုနဲ့နောက်နှစ်ယောက်လောက်ကခွေးလို့ဆက်ပြောတဲ့ကပုံနာဟာသူ့ထန်းလာတာခွေးသာဖြစ်ကြောင်းယုံသွားပြီး စိတ်အသေးကိုခွေးမှတ်နဲ့စွန့်ပြစ်လိုက်တော့တယ်။စကားတစ်ခုကိုအထံထံဖက်ဖက်ကြားလိုက်ရတယ်။အဲ့ဒီအရာပေါ်ယုံကြည်သွားတယ်။တာမန်ယုံကြည်မှုမဟုတ်ပဲစွဲလန်းလောက်အောင်ဒီဖြစ်တဲ့ယုံကြည်မှု။ဦးစင်တို့အသိစိတ်တွေကိုအဲ့ဒီလိုယုံကြည်မှုတွေ ဖြစ်လာအောင်အတန်ပိတ်ပြောနေတဲ့အရာတွေရှိနေနိုင်တယ်။အတန်နေပြောနေတဲ့အရာတွေဆိုတာကို ဖတ်တဲ့စာပဲ။ ုပောက်ဝင်ရင်ကပြုတ်လို့လေဒါတွေကိုကြားပါမှမြင်မှများတဲ့ကကိုယ်စိတ်ကိုအဲ့ဒါတွေကစူးမှုသွားမှာပဲစူးမှုသွားတဲ့အရာတွေကပဲကိုယ့်ရဲ့ယုံကြည်မှုတွေဖြစ်လာတယ်ယုံကြည်မှုတိုင်းလဲပုံပေါ်တယ်အစိုးကောင်းတစ်ခုခုဖြစ်ဖို့အတွက်ဘုရားဟောတဲ့သင်းမြော်လျှောက်ပတ်သောအရာတည်သားနိုင်နေရခြင်းသူတို့ကောင်းမိတ်ဆွေရှိခြင်းဆိုတာတွေကပိတ်ရေးပါမှာပဲတကားတယောက်သားတွေကိုကြီးကျယ်ရှင်ပြုတယ် လူတွေတန်းတယ်။ဒါပေမဲ့သူပေါင်းနေတဲ့သူတွေကရုပ်ဝါရသမားတွေဖြစ်တော့အသီးမိတ်ဆွေတယောက်ကအပေါင်းအဖေမမကိုတတိပေးတယ်။ကျွန်တော်မှလည်းအသိဉာဏ်ရှိပါတယ်ဗျဆိုပြီးတတိပေးတာကိုနားမထောင်ဘူး။နောက်တော့ရုပ်ဝါရလုံးလုံးဖြစ်သွားတယ်။ဈေးတွေကငါးရှင်ကြီးဝယ်လာပြီးတတိပေးတဲ့သူကတော့ဒီအကောင်လေးတွေကိုတတ်လို့ငရဲကြီးသေးတယ်လားဗျ။ဒါကပ္ပစာနာရိတ်ကလေးတွေဗျလို့ ခနဲ့တော်မူသွားသေးတယ်။နေတိုင်းရုပ်ဝါဒီရဲ့စကားကိုကြားရပါများတော့သူယုံကြည်သွားပြီလေ။မြန်မာနိုင်ငံသားအများစုကမယိုးဝလာဗုဒ္ဓဘာသာတွေဖြစ်တယ်။တစ်ချိန်ကခေတ်ရဲ့လူဝါချက်ကြောင့်ပဲစုစုလဝဲစာတွေထွန်ကားတော့ပညာတတ်လူငါတော်တော်များများလဝဲဝါတွေဖြစ်ကုန်တယ်။ယုံကြည်မှုတွေပြောင်းတယ်။တာမန်ယုံကြည်မှုအစင်မကဥပါဒဖြစ်တဲ့အထိဆွဲဆွဲလန်းလန်းဖြစ်လာတော့ ိုးဖေကိုကိုပြန်တတ်တဲ့ဘဝရောက်ကြရတယ်။ဗာရိယဓာရုစရိယသင်္ဘောပြက်လို့ဝိစားတွေကျုပ်ပြီးကာနာတစ်ခုကိုရောက်လာတယ်။အဝိစားမရှိတဲ့အတွက်ပင်ကျက်ကလေးတွေကိုကျိုးနေသည်အဆက်လုံးကိုကာတယ်။စားရမရှိလို့နှက်ကုန်းကခွက်တစ်ခုကိုယူပြီးတောင်းစားတယ်။ဒါကိုပဲမြင်တဲ့လူတွေကအလိုနေတဲ့ယဟန္တာကြီးအဝိတောင်မွေးလောက်အလိုနေသူကြီးလို့သတ်မှတ်ပြီး ယဟနာပြကိုးကြတယ်။သူကဘာမှမဟုတ်မှဗာရိယသိတာပေါ့။ဒါပေမဲ့ပဝင်းငင်ကသူ့ကိုယဟနာပြပြောပါများလာတဲ့ကသူ့ကိုယ်သူတကယ်ယဟနာပြထင်လာတယ်။ဒီနေ့ခေအတန်ထွက်ကိုအတန်ထွက်ကိုပြောနေတဲ့အရာကတော့လူမှုကွန်ရက်ပဲ။အဲ့ဒီတွေကဓမ္မတွေအာရမတွေအတင်းတွေအတွင်းတွေကိုယုတ်ကောအတန်မှာစာပါပြင်းနေကြနေရတယ်။ ါတွေကိုလိုက်ကြည့်လက်ဖက်လိုက်ဖက်နေတဲ့ကိုယ်စိတ်သေးကိုဘလောက်ပြီးစုံမှုသွားကြပြီလေဓမ္မတွေကိုရေးချက်ကြည့်ကိုယ်စိတ်ထဲမှာဓမ္မတွေစုမိလာမှာပဲအာရမတွေကိုရေးချက်ကြည့်အာရမတွေစုမိမှာပဲကိုယ်တော်တတိထားမိမှာမဟုတ်ဘူးကိုယ်စုမိထားတဲ့အရာတွေအတိုင်းကိုယ့်ရဲ့စိတ်နဲ့ရုပ်ကပုံပေါ်နေလိမ့်မယ်ဦးဇင်းတို့အတော်ကြီးကိုတတိထားရွေးချယ်ဖို့လိုအပ်နေပါပြီ ကျုံမှလည်းအသိဉာဏ်ရှိတာပဲဆိုပြီးအာတမတွေအတွင်းနေကိုရေးချယ်မိတဲ့အခါကြာရင်အရိယာတွေနာပျော်မွေ့သွားတတ်တယ်။ကိုယ့်ဟာကိုယ်ပဲပြန်ပြီးရမယ်။ငါတို့ဓမ္မအဖတ်များသလားအာဓမ္မအဖတ်များသလား။တည်င်းအကြည်များသလားအတင်းအကြည်များသလား။အဖြစ်ဖြစ်ဥပါဒအစင်ရောက်သွားရင်တော့အခွာရခက်လိမ့်မယ်နော်။ အရှင်ပညာသီရိရမကျွန်းတောင်းပြန်စာအောင်ကထုံနှုတ်ပတ်စုသည်